ဘေးကင်းရန်ကွာရှိကြပါစေခင်ဗျာတော်လိုင်းရေးသတင်းတွေကိုနားဆင်ရအောင်ပါကျွန်တော်ကတော့ကြော်ဆိုးပါနောက်ဆုံးရကရင်ကြပြန့်တရင်စုစည်းမှုတွေကိုဥဆုံးနာဆင်ရပါမယ်။မင်းအောင်လာရဲ့ចမ်းဖက်အာနာသိမ့်ပြီးနောက်မှာမြန်မာနိုင်ငံဟာအခုဆိုရင်ကဘာတလွားမူရစီဝါထုတ်လုပ်မှုအမြင့်မားဆုံးဆိုတဲ့စံချိန်တစ်ကိုမြင့်တက်သွားပြီဖြစ်ကြောင်းသတင်းမှတ်တမ်းတွေထွက်ရှိခဲ့ပါပြီ။ဒီချိန်မှာပဲထိုင်းမြန်မာနယ်စပ်မှာမင်းအောင်လာထိန်းချုပ်ထားတဲ့သူ့လက်အောက်ခံနေ जा ဆောက်တပ်နဲ့အကျိုးတူကြပြန့်ဂိုင်းများပေါ်ပေါက်မှုဟာလည်းဖုံးဖိလို့မရတော့ပါဘူး။ တည်ငြိမ်နေတဲ့ရတားဆိုးရအုပ်ချုပ်ရေးကိုစစ်တပ်ကဖျက်ဆီးခဲ့မှုကြောင့်မြမနယ်စပ်တွေကအခုဆိုရင်ကဘာကမဖြစ်မနေနှိမ်နှင်းရတော့မဲ့ဒုစရရဲဝန်းကြီးဖြစ်လာခဲ့ပါတယ်။ဒါကိုကဘာအစိုးရတွေကနှီးမျိုးစုံတုံးပြီးနှိမ်နှင်းရပါတော့မယ်။အားလုံးသိကြတဲ့အတိုင်းထင်ရဆိုင်လှုပ်တတ်တဲ့ညင်နဲ့ခမန်းရခက်တဲ့ဇယိုက်တူနဲ့တူအမေရိကန်ထရန့်အစိုးရအဖွဲ့အားဆိုရင်လဲဗီနီဇွဲလားနိုင်ငံကိုမူရစေဝါအကြောင်းပြပြီးစည်ရေးထိန်ချုပ်မှုတွေလုပ်နေခြင်းဖြစ်ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာ မာဒူရိုအစိုးရပေါ်ဇက်တိုက်ဖိအားပေးလျက်ရှိနေပြီးအစိုးရကိုယ်တိုင်ကမူရစေဝါရောင်းဝယ်ဖောက်ကားမှုတွေကိုခွင့်ပြုပေးနေတယ်လို့ဝါရှင်တန်ကစွပ်စွဲတယ်လို့အာနာဆွလုပ်ပုကိုလည်းဒေါ်နယ်ထရန့်ကရာဇသံပေးထားသည့်အထိအခြေအနေဖြစ်လာနေပါတယ်။ဒီရာဇသံကနိုဝင်ဘာလ22ရက်နေ့ကဖြစ်ခဲ့ပါတယ်။မူရစေဝါဂိုင်းတွေနဲ့ပါဝင်ပတ်သက်မှုကြောင့်အခုလိုအမေရိကန်ရဲ့စည်ရေးအပေါဖိအားတွေကိုလွန်ဆန်ဖို့မဖြစ်နိုင်တဲ့ဗင်နီဇွဲလားဟာသူ့ကိုတရုတ်ကထောက်ခံထားတဲ့အကြောင်းသတင်းဌာနတွေပြောနေပါတယ်။ မင်းအောင်လှိုင်ကတော့အမေရိကန်ရဲ့စစ်ရေးဖိအားတွေမလာသေးခင်ကတည်းကသူ့ကိုတရုတ်နဲ့ရုရှားကထောက်ခံနေတာကိုအားကိုးနေသူပါဘယ်နိုင်ငံကမှမထောက်ခံတဲ့အတ္တမရွေးကောက်ပွဲကိုလည်းတရုတ်ရုရှားဘီလာရုစ်တို့ထောက်ခံယုံနဲ့တင်တရားဝင်သည့်တပွဲကျင်းပဖို့စ조사နေခြင်းလည်းဖြစ်ပါတယ်ဗင်နီဇွဲလားဟာမူရဲ့စီးပွားနဲ့ပတ်သက်ဆက်နွယ်မှုကိုစင်ကြေပေးဖို့အချိန်ကျော်လွန်ခဲ့ပြီးအာနာကိုဆွတ်လို့မလားတရုတ်အားကိုးနဲ့အမေရိကန်ကိုအာခံမလားစဉ်းစားနေခြင်းရောက်လာပါတယ် ဒီချိန်မှာပဲကဘာကျော်လာတဲ့မြမနေစကြားပြငွေလိန်ခိုင်းရေးမှာတော့မင်းအောင်လှိုင်ဟာ၎င်းတို့စစ်တပ်နဲ့ကြားပြန်ပတ်သက်မှုမရှိကြောင်းဘူးခံလိန်လေဖို့အချိန်ရနေပါသေးတယ်။ဒီလိုလိန်နိုင်ဖို့အတွက်လည်းဖန်ကိုနွေမာလာ16ရက်နေ့ကရောက်ခဲ့တဲ့မင်းအောင်လှိုင်ဟာမြပရိနေစကကြားပြန်ရုံတွေကိုတတ်သိဖြောက်ဖြက်ဖောက်ခွဲပစ်ဖို့အမိန့်ပေးခဲ့တယ်လို့စစ်တပ်တောက်တိုင်သတင်းဌာနတွေကပဲထုတ်ဖော်ရေးသားထားပြကြပါပြီ။ဒီချိန်မှာပဲကြားပြန်နှိမ်နှင်းပုံစီနဲ့ရီလိုကွဲသွားရတဲ့လုပ်ပုံတစ်ခုထွက်ခဲ့ပါတယ်။ အကျန်းဖက်မင်းအောင်လိုင်းစစ်တပ်နဲ့ BGF တို့ကကြားပြတ်နှိမ်နင်းတာကအဆောက်အုံတွေဆက်သွယ်ရေးပစ္စည်းတပ်တွေတွေကိုဖြိုချနှင်းချခြင်းဖြစ်ပြီးတစ်ဖက်ကတော်လိုင်းတပ်မတော် KNU KNL နှိမ်နင်းရမှာတော့အဆောက်အုံကိုစီးနှင်းထိမ့်သိမ်းထားပြီးနိုင်ငံတကာကလာစစ်ဖို့ဖိတ်ခေါ်တာတွေကွန်ပျူတာတပ်တွေဖုံးတက်တွေဘဏ်အကောင့်တပ်တွေတွေကိုလည်းထိုင်းအပါဝင်စစ်ဆေးရေးအဖွဲ့များထံထိုးအပ်လိုက်ကြခြင်းပါပဲဒါကြောင့်မို့ဖြစ်မှာပါ KNU ကအထောက်ထားတွေစုလိုက်ပို့လိုက်လုပ်နေတဲ့ ရှွန်ဒါဖက်စကမ်ချန်ဝင်းနေရာကိုမင်းအောင်လိုင်းစစ်တပ်ဥတီတိုက်ခိုက်မှုကပိုပြီးပြင်းထန်လာနေပါတယ်။အဆိုပါနေရာကိုလေကြောင်းတိုက်ခိုက်မှုနဲ့တူခြေမုံပစ်ဖို့စ조사နေတာဆိုရင်တစ်ဖက်ထိုင်းနိုင်ငံတွေကိုဘုံကြီးတွေကြရောက်ပြီးဒီဇင်ဘာလ9ရက်နေ့ကဆိုရင်ထိုင်းမျိုးသားတူလက်နက်ကြီးကြီးတင်လို့ဒဏ်ရာပြင်းထန်ရသည်ထိပါပဲ။အားလုံးသိကြပြီးတဲ့အတိုင်း2020ရွေးကောက်ပွဲမဲစင်းကိုအခြားနည်းနဲ့ဖြည့်ရှင်းလို့ရရက်သားနဲ့အဆိုးရွားဆုံးအာဏာသိမ်းမှုကိုကျူးလွန်ရဲခဲ့တဲ့စစ်တပ်ဟာ အခုပေါ်ပေါက်နေတဲ့မူရစေးကြားဖြန့်ရေးကိုလည်းပြောင်းလဲထွက်ပေါက်ရှာဖို့စ조사ကြအောင်မှာပါပဲ။ဖောက်ကောင်လောက်တော်မယ်ခရမ်းယူကိုအာနာသိန်းစစ်တပ်ကဘလောက်ထိုးဖောက်တိုက်ခိုက်နိုင်မလဲ။နေဇတ်မြင်းပေါ်ကတ်လျက်ရှိတဲ့တော်လိုင်းအင်အားစုတွေကိုနှိမ်နေရမှာလဲ။ဘုံကျဲနီလက်နက်ကြီးပစ်နီးတာအားကိုးနေရတဲ့မင်းအောင်လိုင်းစစ်တပ်တွေအခက်ခဲကြုံနေရကြောင်းဆိုနိုင်ပါတယ်။တစ်ဖက်မှာလည်းထိုင်းမြန်မာနေဆက်ကတော်လိုင်းအင်အားစုတွေကိုထိန်းချုပ်ဖို့အားကိုးနေရတဲ့ BGF ကို မင်းအောင်လိုင်အုပ်စုကအခုထိတော့မတို့မထိရဲသေးပါဘူးချစ်သူနန်းတော်ရွှေကုတ်ကအဆောက်အုံတွေကိုတော့နင်းချီအသုံးချဖို့စဉ်းစားပြီးဟန် တူပါတယ်ဒီဇင်ဘာလ3ရက်နေ့ကဖောက်ခွဲမှုကတော့အဲ့ဒီအဆောက်အုံမှာမင်းအောင်လိုင်အုပ်စုအတွက်ကြိုးကွင်းစုတက်သေးတွေအထောက်ထားတွေဘယ်လောက်များရှိလို့လဲလို့အများကစူးစမ်းချင်ကြပါတယ် KK ဖတ်ကိုလည်း KNU လက်ချက်လို့ဆွဆွဲနေတဲ့အာနာသိန်းစစ်တပ်ဟာ KK ဖတ်ရဲ့အထောက်ထားတွေအဆောက်အုံတွေကိုလည်းသူတို့ပဲဖျက်ဆီးခဲ့ကြတာပါ အဲ့ဒီနောက်ရွှေကောက်ကူမှာပောက်ကွဲမှုတွေစတင်ခဲ့တာပါအဲ့ဒီနောက်ရက်ဆက်ဆိုသလိုပဲ BTF ကောင်းဆောင်စောချစ်သူကတော့သူဟာကုသိုလ်ကောင်းမှုတွေလုပ်နေတဲ့အကြောင်းဒီဇင်ဘာလ3ရက်နေ့ကလူလုံးပြပါတယ်လှိုင်းပွဲမြို့နယ်ကွမ်ဘီကျေးရွာမှာပြုလုပ်ခဲ့တဲ့ဓမ္မယုံပနက်ရိုက်အခမ်းအနားတစ်ခုမှာစောချစ်သူပါဝင် BTF ဒုတ်ဥက္ကဋ္ဌဆော်ဖာနွေစေရေးချုပ်စောထွန်းအောင်စတဲ့တတ်မှုအရာရှိတွေဟာကုသိုလ်ရေးလက်မနှေးအေးဆေးပဲဆိုတဲ့ပမာမြင်ခဲ့ကြရပါတယ်မကောင်းမှုနဲ့စီးပွားရှာပြီးဒါနကုသိုလ်ပြုတ်ပြလိုက်ရင် အရာရာအဆင်ပြေသွားမှာပါလို့တောကြရွာကြအယူဆတစ်ခုကို ကြင့်ကြံကြရမှာတော့စစ်ကောင်းဆောင်မင်းအောင်လှိုင်နဲ့ BGF ကောင်းဆောင်စောချစ်သူတို့နှစ်ဦးတူနေကြပါသေးတယ်။အဲ့ဒီနောက်ဒီဇင်ဘာလ၄ရက်နေ့မှာဆက်လက်ပြီးအာနာသိစစ်တပ်နဲ့နောက်လိုက် BGF တပ်တွေဟာစီးနှင်းမှုတွေတချို့ဆက်လုပ်ခဲ့ပါတယ်။အဲ့ဒါကတော့မြပရီမြို့နယ်အမှတ်၃ရပ်ကွက်ကြံကင်းစုလမ်းမှာရှိတဲ့669ကြားဖြန့်ယုံလို့လူသိများတဲ့ငွေလင်းယုံပါဝင် ကြားဖြန့်ယုံတစ်ခုကို ဒီဇင်ဘာလ၄ရက်နေ့ညနေပိုင်းမှာစစ်တပ်ကဝင်ရောက်စီးနှင်းဖောက်ခွဲခဲ့တာဖြစ်ပါတယ်။အဲ့ဒီယုံတွေဟာ BGF နဲ့ DKB တို့ထိမ့်ချုပ်လုပ်ကင်နေတဲ့ငွေလိန်စီးပွားရေးယုံတွေဖြစ်ကြတာအများသိပြီးဖောက်ခွဲပစ်လိုက်တာကတော့ DKB ပိုင်ကြားဖြန့်ယုံပါ။ဖိအားတွေကိုရင်ဆိုင်နေရပြီးဗျောင်းလိန်ဖို့တက်ကြွနေစေမင်းအောင်လှိုင်တက်ကတော့မနေ့ကအဲ့ဒီစီးနှင်းမှုကိုသတင်းဖော်ပြရမှာတရုတ်နိုင်ငံသား25ဦးမြန်မာနိုင်ငံသား223ဦးအပါစုစုပေါင်း248ဦးကိုဖမ်းမိထားကြောင်းဆိုပါတယ်။ ဒီတကအဆောက်အုံကိုဖြိုချမှုကိုလည်းဆင်ခြေပေးရမှာပြန်လည်အသုံးချမှုမရှိစေရန်လို့အကြောင်းပြထားပြီးအများပြည်သူများနဲ့နိုင်ငံတကာအမြင်မှာတော့ဒါဟာတပ်သေးတွေကိုဖျောက်ပစ်ခြင်းပဲလို့ယုံကြည်နေကြတာပါဒါအပြင်ခေခေပတ်အပိုင်း၃နေမြေတွေကအဆောက်အုံတွေကိုလည်းအဆောက်အုံ425လုံးရှိတဲ့နဲ့149လုံးကိုဖြိုချဖျက်ဆီးထားပြီလို့လည်းစစ်တပ်ရဲ့သတင်းထုတ်ပြန်စည်းရင်းတွေထဲမှာဖော်ပြထားပါတယ်ဒီလိုမျိုးကြားဖြတ်နှိမ်နေနေတာလား တက်သေးဖြောင်းပစ်နေတာလားမေကွန်းထုတ်เสียအချိန်နေမှာပဲဥပဒေအထောက်ကူပြုကွန်ရက်မှာတရားလွှတ်တော်ရှိနေဒေါ်ကြီးကြီးမင်းကတော့ဒါဟာနိုင်ငံဖြတ်ကျော်ကြားဖြန့်ကွန်ရက်တစ်ခုလုံးကိုနှိမ်နင်းရေးအလွန်ရေးကြီးတဲ့တက်သေးကံပစ္စည်းများကိုဖျောက်ဖျက်နေခြင်းဖြစ်ကြောင်းမင်းအွန်လိုင်းကကြားဖြန့်တက်သေးကံကိုဖျောက်ဖျက်ခြင်းနဲ့၎င်းကိုယ်တိုင်လက်မှတ်ရေးထိုးထုတ်ပြန်တဲ့ဥပဒေကိုချိုးဖောက်နေကြောင်းမင်းအွန်လိုင်းကိုယ်တိုင်တက်သေးကံပစ္စည်းများကိုအစောတလျင်ဖျက်ဆီးစေဖို့ညွှန်ကြားခဲ့သည့်သဘောဖြစ်ကြောင်းအမှန်တရားကိုပေါ်ပေါက်လို့ဒီဆန္ဒမရှိခြင်းနဲ့တူ နောက်ကွယ်မှာစစ်တပ်ခေါင်းဆောင်တွေ BTS ခေါင်းဆောင်တွေအကျိုးများပါရှိနေခြင်းအကြတိလိုက်စားသည့်ကိစ္စများပါရှိနေခြင်းကြောင့်ဖြစ်နိုင်ကြောင်းထုတ်ဖော်ပြောဆိုခဲ့ပါတယ်။သူမကဆက်ပြောပြရမှာ2023ခုနှစ်အကြတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုံမှန်58တွင်ပြစ်မှုတရရရနဲ့တက်ဆိုင်သည့်ငွေကြေးနဲ့ပစ္စည်းများပေါ်အရေးယူဆောင်ရွက်ခြင်းမပြုနိုင်ရန်ဖုံးကွယ်ထားခြင်းဖောက်ဖျက်ခြင်းပြောင်းလဲခြင်းတို့မဟုတ်လွှဲပြောင်းခြင်းပြုကြောင်းပြစ်မှုထင်ရှားရင်ထိုသူအား၅နှစ်တက်မပူသောထောင်တန်းချမှတ်ရမည်ပြင်ငွေတန်လည်းချမှတ်နိုင်သည်ဟုပြဋ္ဌာန်းထားသည့်ကြောင်းထောက်ပြပါရသည်။ ။တပ်တီကံပစ္စည်းစီမံထိန်းသိမ်းမှုဆိုင်ရာဥပဒေညွှန်ကြားချက်အမှတ်၄မြင်းဆောင်၂၀20အရလဲ။တပ်တီကံပစ္စည်းများသိမ်းဆည်းသည့်အချိန်၌ယင်းပစ္စည်းတစ်ခုချင်းစီအရှိအနောက်ဘေးနှစ်ဖက်နှင့်အပေါ်နှင့်အောက်မော်တော်ယဉ်သို့မဟုတ်ရေယဉ်ဖြစ်ပါကအပြင်ဘက်နှင့်အတွင်းခန်း၄ဘက်၄ဒဏ်နေရာတွင်အဆောက်အုံဖြစ်ပါကရင်းအဆောက်အုံအပြင်ဘက်နှင့်အတွင်းဘက်အခန်းတစ်ခန်းချင်းစီ၄ဘက်၄ဒဏ်နေရာများကိုတပ်ပုံရိုက်၍ရှာပွေပုံစံ၌လိုအပ်သောအချက်လက်များတိကျစွာဖြည့်ဆွက်ပြီး ရင်းတပ်ပုံများနဲ့ရှာဖွေပုံစံများကိုတက်တည်ကံပစ္စည်းစီမံထိန်းသိမ်းမှုဗဟိုကော်မတီတို့ first ဖြစ်ဖြစ်စေအခြား electronic ပုံစံတမျိုးမျိုးဖြစ်ဖြစ်စေတိုက်ရိုက်ပေးပို့၍မြို့ပြတော်ကောင်စီတိုင်းဒေသကြီးပြည်내တပ်တွေကပစ္စည်းစီမံထိန်းသိမ်းမှုကော်မတီနဲ့ခရိုင်တပ်တွေကပစ္စည်းစီမံထိန်းသိမ်းမှုကော်မတီများသို့မိတူပေးပို့ရမည်အကြောင်းဥပဒေအရအသေးစိတ်ထောက်ပြခဲ့ပါတယ်။ဒါပေမဲ့လည်းဓာရီဟာတရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများကသာလှုပ်ဆောင်ကြတဲ့အလုပ်တွေဖြစ်လို့တိုင်းပြည်ဘလောက်ပြပြငတိမာရင်ပြီးရောမင်းအောင်လှိုင်အုပ်စုကတော့ မလုတ်ဘူးဆိုတာမထူဆန်းပါဘူးဒါပေမဲ့ဒီတစ်ခါကတော့ကဘာနဲ့ဆိုင်တဲ့အရေးကြီးကိစ္စဖြစ်လို့အချမ်းဖက်အုပ်စုတွေအတွက်တော့နေ့စဉ်လိန်နီးပေါင်းစုံနဲ့ဖြောင်နီးပေါင်းစုံနဲ့ဖိအားတွေကိုတံပြန်လှုပ်ဆောင်လျက်ကျွန်တော်တို့မြင်ရပါတယ်အချမ်းဖက်အာဏာသိမ်းမှုကြောင့်အဖက်ဖက်ကပြောမကုန်တဲ့ယူယွင်းမှုတွေအနဲ့မှာဒီကြားဖြန့်ငွေလိန်လုပ်ငန်းတွေကိုနိုင်ငံသားကောင်းလူငယ်တွေဟာစာဝတ်နေရေးကြောင့်မျက်စိစုံမိတ်ပြီးအကူတူကျူးလွန်နေရချင်းလဲတစ်ချက်ပါဝင်လို့နေပါသေးတယ် တည်င်းတွေထဲမှာအယောင်ဆုံးနိုင်ငံဆုံးမြင်နေရတဲ့ကြားပြန်ဝန်ထမ်းများစွာထဲမှာထိုင်းနဲ့မြန်မာနိုင်ငံသားအများစုလည်းပါဝင်လာတွေ့ရပြီးသူတို့ကတော့ဖမ်းမိတိုင်းမှာအဝေးနိုင်ငံသားတွေထက်အခွင့်ရေးရပြီးရှောင်တိန်ခွင့်ရကြသူတွေပါအခုဆိုရင် KNU ကထိမ့်သိမ်းထားတဲ့အဝေးနိုင်ငံသားကြားပြန်တွေဆိုရင်လဲသူတို့ကိုအခြားလူများနီးတူအခြားသောမြန်မာနိုင်ငံအနှံ့ကကြားပြန်ယုံနေစီကိုဆက်လက်ထွက်ခွာအလုပ်လုပ်ခွင့်ပေးဖို့ KNU ကိုညှိနှိုင်းကြပါတယ်တခြား site တွေပြောင်းချင်လို့ငွေနဲ့အသေးလာညှိနေတာရှိတယ်

from a militia allied to the country's ruling junta. They're bringing us to the dark heart of one of the world's most lucrative and ruthless criminal enterprises. Run from compounds like this, wild, lawless enclaves, where gangsters keep tigers as pets. And we're about to meet some of those forced to steal vast sums from victims across the world. Everyone here Chinese? Yes. Yeah. Everyone's, yes. everyone's, Chinese? Yeah, yeah? Difference yeah, yeah. between what you're doing here and what Myanmar's military is doing in the scam compounds they say they've been cracking down on. The clue what new pay ni awe pay wi chu pa do 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 la ni le mai kha sa la ni shi we lo shi ka shi to pa ku tu ra wi lo ma ni wa le re do do la ni wa ni ho ra ja Captain Soko helped lead the assault on the scam compound and says the Chinese gang leaders offered them large bribes to let them go. ကျွန်တော်တို့ကြည့်ရတဲ့ခေပါတော့ဒုနာကြီးပြတူလိုပါပမိတူလိုဟာလေးဒါပမမတာပဲဆွဲဖို့တာနေပဲကဲခဲနီဒါကြိုးခါခိုးတာနေပမိတူလိုနေပတာပဲချဲတမီလေးဝီရကတိလာပါစကမ်ကိုင်းဟာကုန်နေသူကပါချော်ထဲဒါကလည်းမတာပဲချဲခဲပြုတ်နေ <laughs> ဒီအချိန်ဆိုတာကဒေါ်နယ်ထရန့်အစိုးရလက်ထက်မှာမထင်မှတ်တဲ့ကမ္ဘာတဝန်းပါဝင်ပတ်သက်အရေးယူမှုတွေအမြင့်ဆုံးအချိန်မှာအခုကတော့ဗီနီဇွဲလာအစိုးရကိုမူရစီဝါခိုင်အကြောင်းပြအစည်းအဖိအားပေးနေချိန်မှာဗီနီဇွဲလာနိုင်ငံရှိမူရစီဝါထုတ်လုပ်ရေးအခြေစိုက်စခန်းတွေနဲ့အခြားပြစ်မှတ်တွေကိုစည်းရေးတိုက်ခိုက်မှုတွေပြုလုပ်မယ်လို့လဲအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောထားပြီးပါပြီမူရစီဝါတွေပမာဏများစွာမှောင်ခိုကူးခြင်းဟာအကြမ်းဖက်ဝါဒဟူ၍လဲလက်ရှိအမေရိကန်အစိုးရကလောက်ရတဲ့ကွာတက်တည်ပြနှိမ်နင်းနေပါပြီ မြန်မာဘက်ကိုလှည့်ကြည့်ကြရင်တော့စစ်အုပ်စုလက်ထက်ဆောက်ရုပ်တဲ့နေရာမှာတော့ဘယ်နိုင်ငံထက်မှနောက်မကျတဲ့မြန်မာပြည်ကိုတွေ့ရပါတယ်။ကုလသမဂ္ဂမူရစ်ဆေးဝါးနဲ့ပြည်မှုဆိုင်ရာယုံ UNODP က2024ခုနှစ်အတွက်နောက်ဆုံးထုတ်ပြန်ခဲ့တဲ့အရှိတောင်အရှဘိန်းဆိုင်ပြည်မှုဆိုင်ရာစစ်တမ်းအရမြန်မာနိုင်ငံသည်ကမ္ဘာပေါ်တွင်ဘိန်းနဲ့ဘိန်းဖြူ Hero Indo ၏အထက်ထုတ်လုပ်ရာရင်းမြစ်နံပါတ်1ဖြစ်ခဲ့ပါပြီ။အာဖဂန်နစ္စတန်ကတော့ဘိန်းထုတ်လုပ်မှုမှာမြန်မာနောက်ကိုရောက်သွားခဲ့တာပါ။ ြားဖြန့်တက်သေးတွေကိုမင်းအလိုင်းအုပ်စုဖြောင်ပစ်နေကြချိန်နဲ့တပြိုင်နက်တည်းမှာကမ္ဘာနံပါတ်1ဘိန်းဆိုင်ရာနိုင်ငံဖြစ်သွားတာကတော့စစ်အုပ်စုအတွက်တော့အိမ်မက်ဆိုးဖြစ်စရာပါစစ်အုပ်စုနဲ့ကြားဖြန့်ဆက်နွယ်မှုစုံစမ်းဖို့ကိုလည်းအမေရိကန်အောက်လွှတ်တော်ကော်မတီကအတည်ပြုထားပြီးပါပြီအဆိုပါဥပဒေကြမ်းထဲမှာဗိုလ်ချုပ်မှုကြီးမင်းအလိုင်းခေါင်းဆောင်နဲ့မြန်မာစစ်အုပ်စုနဲ့ကြားပြန့်ငွေလိမ်ကိုင်းတွေပါဝင်ပတ်သက်မှုကိုစုံစမ်းဖို့ကရင်လက်နက်ကိုင်အဖွဲ့ဦးဆောင်သူတို့ချို့အပေါ်တန်ခတ်ပိတ်ဆို့စတာတွေထည့်သွင်းထားပါတယ် HR 5490 Dismantle Foreign Scam Syndicate Act နိုင်ငံသားငွေလိမ်ကိုင်းတိုက်ဖျက်ရေးဥပဒေကြမ်းကိုဒီဇင်ဘာလ3ရက်နေ့ကကန့်ကွက်သူမရှိ48မင်းနဲ့အတီးပြုတ်လိုက်တာလို့သတင်းတွေကဖော်ပြထားပါတယ်။ကိုဗစ်ကာလမှာအကြီးအကျယ်ဒုက္ခပေးခဲ့တဲ့ကြားဖြတ်ငွေလိမ်မှုတွေဟာလွန်လွန်ကျွတ်ကျွတ်ရှိခဲ့ပြီးနောက်ဆီအာနာသိန်းနဲ့2021ခုနှစ်ကစလို့အမေရိကန်တွေအပေါ်မှာလည်းပြစ်မှတ်ထားလာပြီး2024ခုနှစ်တနှစ်ထဲမှာပဲအမေရိကန်တွေရဲ့တက်ကြီးစုဆောင်ငွေ 10ဘီလီယံတန်တောင်းထိဆုံးရှုံးခဲ့တယ်လို့တကဘာလုံးအနေနဲ့ဘီလီယံ60တန်6000ဆုံးရှုံးခဲ့ရာကြောင်းအဆိုပါဥပဒေထဲမှာဖော်ပြထားတာတွေ့ရပါတယ်။အာနာသိန်းခဲ့တဲ့စေအုပ်စုကအခုလိုမှုရဲ့စေဝါပါဝင်ကြားပြန်ရာဇဝမှုတွေကိုမတိကျွွံ့ပြုထားတာခွင့်ပြုထားတာနဲ့ဒီကြားပြတ်လုပ်ငန်းကနေအကျိုးမြတ်ရနေတာတွေကိုစုံစမ်းစစ်ဆေးတော့မှာဖြစ်တဲ့အကြောင်းနဲ့မြန်မာနိုင်ငံကပြစ်ပကအလုံးစုံချုပ်ငိမ့်ဖို့ဆိုရင်ဒီကြားပြန့်တွေကိုနှိမ်နှင်းရတော့မယ်လို့လည်းဥပဒေမှာချက်ရေးထားပါဗျ။ စောချစ်သူအုပ်စုရဲ့ချစ်လင်းမြိုင်ကွန်မတီကစောမင်းမင်းဦး BGF ကရင်နယ်ကြားစတက်ကစောမောသူဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKP ကစိုင်းကျော်လှစိုင်းအောင်လင်းတို့ကိုလည်းစစ်စစ်အရေးယူဖို့ပါဝင်ပြီးဒါကိုတမရဒေါ်နယ်ထရန့်ကသုံးသပ်ပြီးဆုံးဖြတ်ရတော့မှာပါဒီသတင်းအချက်လက်တွေဆက်ဆက်ကြီးမားလာမှုကြောင့်လဲမင်းအောင်လိုင်လက်ဆွဲဇော်မင်းထွန်းကသတင်းထုတ်ပြန်ခဲ့ရမှာအမေရိကန်နိုင်ငံဆိုတဲ့နာမည်တပ်ပြောဆိုမှုကိုအတတ်နိုင်ဆုံးရှောင်ရှားပြီးဒီနိုင်ငံအနေနဲ့ဒီနိုင်ငံအနေနဲ့ဆိုပြီး တုံနှုံတုံလှုပ်ပြသွားတာလူသိသွားကြရပါတယ်။အမေရိကန်အောက်လွှတ်တော်နိုင်ငံသားကြီးရာကော်မတီဥက္ကဋ္ဌ Brian Mess ကလည်းကြားဖြန့်လိမ်လည်မှုစင်တာများရဲ့ရှုပ်ထွေးမှုကိုပြောပြကြရမှာကြားဖြန့်အဖွဲ့အစည်းတွေဟာမယုံနိုင်လောက်အောင်ခင်မိတယ်။ကြီးမားတဲ့လုပ်ငန်းတွေပါသူတို့ကိုသူတို့ရဲ့အကျင့်ပြအစိုးရတွေကထောက်ခံပေးထားတယ်လို့ဆိုထားပါသေးတယ်။မြန်မာကြားဖြတ်တဲ့ပတ်သက်ရင်မင်းအောင်လှိုင်အားကိုးတဲ့တရုတ်လည်းမနေရတော့တဲ့အချိန်ပါ။အဆိုပါဥပဒေအရ တရုတ်ကွန်မြူနတီပါတီအရာရှိများနဲ့ရာဇဝတ်ဂိုင်းများကြားဆက်နွယ်မှုများဒေသတွင်းလုံခြုံရေးဆိုင်ရာလွှမ်းမိုးမှုကိုနှက်ဆိုင်စေခြင်းနဲ့အမေရိကန်နိုင်ငံသားများကိုပြစ်မှတ်ထားလာစေရန်တွန်းအားပေးသည့်ရွေးချယ်ဖန်ဆီးနှိမ်နှင်းမှုများအပါအဝင်အွန်လိုင်းငွေလိမ်လုပ်ငန်းများစတင်ဖြစ်ပေါ်လာခြင်းနဲ့ဆက်လက်တရှိနေခြင်းတို့တွင်တရုတ်နိုင်ငံရဲ့ပါဝင်ပတ်သက်မှုများကိုစုံစမ်းစစ်ဆေးမှဖြစ်ကြောင်းကိုလည်းပြောဆိုခဲ့ပါတယ်။မြဝတီရွှေကောက်ကူမှာဆရာကြီးရှက်ကြည်ကြံဥဆောင်ပြသွားတဲ့ ဒုစရိုက်မှုနဲ့ချမ်းသာပြီးသူတော်ကောင်းဟန်ဆောင်ဖို့ဇာလန်းကတော့အခုဆိုရင်ကဘာပြက်တယ်လို့ဖြစ်နေပါပြီမနေ့ကအမြပရိမြို့တွေကယုံတွေဖောက်ခွဲခံရပြီးနောက်မှာတော့ကြိုတင်ရှောင်တိန်ကြတဲ့မြန်မာနိုင်ငံသားတွေရောနိစရာပြောင်းရွှေ့ခုလုံဖို့နိုင်ငံသားတွေရောမြန်မာနိုင်ငံအနှံ့ကိုပြန်ကျဲလို့နေကြပါပြီအခုကမလွယ်တော့ဘူးပြည်တွင်းဘက်မှာလည်းအတူတူပဲမြပရိမြို့တွေလည်းတရုတ်တွေတော်တော်ထွက်လာတယ်လို့ဒေသခံတွေကပြောနေကြပါတယ် မြဝတီမြို့ပြင်ဖန်မြို့ပေါ်ရပ်ကွက်များရှိအဆောင်များဟိုတယ်များအိမ်ငှားတွေမှာလဲဗမာစကားပင်မပြောတတ်တဲ့နိုင်ငံသားများအထူးသဖြင့်တရုတ်လူမျိုးများမှတ်ပုံတင်ကန်ဆောင်ထားသူများနဲ့ပြည်နေပြီဖြစ်ကြောင်းဒေသခံတွေကပြောနေပါပြီစေအုပ်စုရဲ့မတိကျွတ်ခွင့်ပြုချက်တွေနဲ့အခုဆိုရင်အာနာသိန်းချိန်ကစလို့ထင်တန်းကျဲခဲ့တဲ့ကြားဖြန့်တထေးတက်တွေအိန္ဒိယမရတော့တဲ့အချိန်ပါကြားဖြန့်လှုပ်သားပေါင်းစုံကတော့အင်တာနက်ပလက်ဖောင်းမျိုးစုံချိတ်ဆက်မှုနဲ့မတူညီတဲ့နေရာသီးသီးကိုပြန်ကျဲလို့ အခုဆိုရင်မြမပြည်သည် ကြားဖြတ်မြေဖြစ်တော်မှာပါလားပင်မရေတမြေကိုအပြတ်ရှင်းနိုင်မှသာဒီအွန်လိုင်းရာစုကိုဂိုင်းကြီးအမြင့်ပြတ်မှာဆိုတာကိုတော့လူတိုင်းတွေးနိုင်လောက်ပါတယ်အာနာရှင်အကျင့်ပြတ်အစိုးရဒီကမှတဆင့်အကျင့်ပြတ်လက်နက်ကင်တက်စားဖို့နေရွတ်ဘာပဲလောက်ရလောက်ရလူတန်းစားတွေအများဆုံးအခုလိုခစ်ကြီးမှာကြားဖြတ်ကိုတကယ်နှစ်နင်းမယ်ဆိုရင်မူလစစ်မြစ်ဖြစ်တဲ့အာနာသိန်းစစ်တဟာအမေရိကန်ပြစ်မှတ် ဖြစ်လာတော့မှာလားတစ်ဖက်မှာအမေရိကန်တပ်ကြီးပင်စင်စားအများစုရဲ့ချွေးနှဲစာတွေအပါဝင်အခုလိုအမေရိကန်ကိုပြစ်မှတ်ထားလာမှုကတရုတ်ရဲ့ပတ်သက်မှုကဘလောက်ရှိလဲသူကတရုတ်အစိုးရကနှုတ်ပိတ်နိုင်တယ်လို့ပြောထားခဲ့သူရှဲကြည့်ချင်းတဲ့ရင်ကိုရောတရုတ်ကဘယ်အချိန်မှဘလို့ထုတ်ပြဖို့စီစဉ်နေပြီလဲစိတ်ဝင်စားပွဲအချိတ်ဆက်တွေအသေးအံလိုအပ်နေချိန်မှာအမေရိကန်ကစုဆောင်းနေချိန်မှာမင်းအောင်လိုင်းနဲ့စောချစ်သူဥဆောင်ပြီး အမှောက်ခြေပစ်နေတဲ့တပ်တွေအဆောက်အုံတွေဆက်သွယ်ရေးပစ္စည်းတွေကရောဘယ်သဘောကိုစောင့်နေတာလဲရပ်ပိုင်းအတွင်းမှာပဲ KNU ကအနှံလိုက်တဲ့ရှုနာဖက်ယုံကအထောက်ထားတွေကနိုင်ငံတကာစစ်ဆေးရေးအဖွဲ့အစည်းရောက်ရှိသွားပြီဆိုတဲ့သတင်းနဲ့အတူရုပ်ကမ်းမှုမှန်သမျှယုံမုံတဲ့တော်လံပြည်သူတွေဟာမူးယစ်နဲ့ကြားဖြန့်အကြောင်းပြုတောင်းစုပြည့်ရတော်မလားကောင်းသောမျှော်လင့်ခြင်းများနဲ့အတူဒီစုစည်းမှုသတင်းဆောင်ပါကိုရပ်နာပါဦးမယ်ခင်ဗျာ